အားလုံးပဲမင်္ဂလာပါခင်ဗျာစวัสดีครับ Busy Knowledge Share ကရင်ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျကက်ကက်နဲ့ Video Editing လုပ်နေဆိုပြီးသင်ပေးလာခင်တာအပြည့်စုံ4ကိုရောက်ရှိလို့လာပါပြီဆိုတော့ကျွန်တော်ရဲ့ Channel လေးက Busy Knowledge ဆိုတဲ့အတိုင်းပဲအခြေခံကြတဲ့အကြောင်းအရာလေးတွေကိုပဲ Knowledge Share လေးလုပ်တော့တာဖြစ်လို့ဒီ Channel လေးကမစ်ဆွေလေးဆိုတာအကျိုးရှိမှာပါအဲ့တော့ကျွန်တော်က Video တစ်ပုဒ်သင်ပေးတဲ့နေရာမှာလဲအသေးစိတ်ကြတဲ့အကြောင်းအရာတွေကိုရှင်းပြမယ်ဆိုရင် တဟုတ်တယ်ဆိုရင်အရင်ရှိသွားမှာဆိုလို့ကျွန်တော်က episode 1 2 3ဆိုပြီးခွဲပြီးတော့တင်ပြထားတာပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာတော့မင်းဆွေတို့ဗီဒီယိုဖြတ်တတ်သွားမယ်ညှက်တတ်သွားမယ်ဆက်တတ်သွားမယ်ပြီးတော့တခြင်းထက်တတ်သွားမယ်ဒါတွေပဲလာဆိုတော့မဟုတ်သေးဘူးမင်းဆွေရေဗီဒီယိုကိုနှေးတာမြန်တာလဲလုတ်တတ်သွားမယ်ပြီးရင် animation ဗီဒီယိုတွေပါထည့်တတ်ပါ animation ကကျွန်တော်ဗီဒီယိုအခုပြောင်းဒီလိုပုံစံလေးတွေ ချိန်တာပေါ့နော်ဗီဒီယိုအစဝင်တဲ့ intro ဝင်လေးတွေမှာချိန်တာပြောတာပါဆိုတော့အဲ့ဒီတော့ဒီ episode 4ကမိဆွေတို့အများကြီးအများကြီးအကျိုးရှိမှာပါအဲ့တော့အကျိုးရှိမယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးပေါ့ main song lat m squad လောက်သွားပြပါလို့တောင်းဆိုချင်ပါတယ်အဲ့တော့နောက်ထပ်အပိုင်းနေထပ်တင်မိဆွေတို့ဆီမှာတက်လာအောင်လို့ကျွန်တော်ရဲ့ YouTube channel လေးက notification countdown လေးကိုလည်းနှိပ်သွားပြပါလို့တောင်းဆိုချင်ပါတယ်အဲ့ဒီတော့မှကျွန်တော်တင်ပြ video ဒီကိုမိဆွေတို့ရဲ့ notification countdown လေးမှာတက်လာမှာဖြစ်ပါတယ်အဲ့တော့ဒီ video လေးကိုစကြည့်မယ် ဝင်ပြလိုက်မယ်ပေါ့နော်ခက်ခက်ဆဝင်မတောင်းရသေးဘူးဆိုတောင်းမတောင်းနေလေတက်တက်ပထမဗီဒီယိုမှာကျွန်တော်တင်ထားခဲ့ပြီပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ဒီခက်ခက်ဗီဒီယိုလည်းဝင်မယ်အဲ့တော့ကကဆော်ဝဲရောက်ပြီဆိုရင်ဒီပေါ်ကကျွန်တော်ဒီ new project ထဲဝင်ပြရပါတော့ဆိုတော့ဒါ video လုံးမဲ့လူတိုင်း new project ဝင်မြဲဒါမဲ့ကျွန်တော်က video ဒီမှာ edit လုပ်ထားပြီးတာဥစ္စာကိုပဲ live လုပ်ပြလိုက်မြေပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ဒီ edit ထဲရပါတဲ့ version ၄အကြောင်းကိုပြပြမြေပေါ့နော်ဆိုတော့ဒီ app လေးထဲမှာပါတဲ့ video အကြောင်းပြောပြမှာဆိုတော့ကျွန်တော်ဒီဘက်ကကက်ကြီးပုံလေးနဲ့ app တစ်ထည့်ဝင်မယ်။ Okay အဲ့ဒါရောက်ပြီဆိုရင်ဒီဘက်က space ဒီဘက်က space ကြတော့ကျွန်တော် video တစ်ပုဒ်ကိုကျွန်တော်ဖြတ်မယ်တောက်မယ်ပေါ့။ဥပမာကျွန်တော်ဒီမှာဆိုလို့ရှိရင်ဖြတ်မယ်။ဒါလေးကိုနှိပ်လိုက်ပြီဒီမှာဆိုအွက်လေးဖြတ်လိုက်တာ။အဲ့တော့ကျွန်တော်ကဒီ video ဖြတ်မယ်ဆိုရင်ဒီလိုကောက်ဖြတ်မယ်။နော်။ဒါကပထမ video မှာကျွန်တော်ပြောပြခဲ့တည်ရေနော်။အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုဖြတ်အောင်မလား။ဒါလေးကိုလက်လေးတစ်ချက်ထောက်ထောက်ပြီးဒီတပုတ်လုံးဖြတ်မယ်ဆိုရင်လည်းဒီဘက်မှာ delete နော်။ ိုက်တလီမှာဖြတ်လို့ရပါတယ်ခင်ဗျာအဲ့မှာမဟုတ်ဘူးကျွန်တော်တို့ကတကယ်လို့ဟိုအရန်ကြီးဖြတ်ဖို့မလို့ဆိုဒါလေးကိုလက်လေးထောက်ထောက်ပြီးဒီလိုလေးနည်းနည်းဆွဲသွားလိုက်ဆွဲလို့ရဥမဒါကလုံနေတည့်ရဆိုလဲဆွဲသွားလိုက်တကယ်လို့မြားနေတယ်ဆိုရင်လည်းဒီဘက်ကိုဆွဲသွားလိုက်မြန်မာရဆိုတော့ဒါဆိုရင်ဒါကဖြတ်တာပေါ့နော်โอเคအဲ့ဒါဆိုတော့ကျွန်တော်ကဘီလိုတပုတ်ကိုဖြတ်တယ်ပြီးပြီဆိုရင်ဒီဘက်ကဒီက white device ကကြတော့ကျွန်တော်တို့ကအတန်ပေါ့နော်ဒီအတန်ကကျွန်တော်ကဥပမာ ကိုယ့်ရဲ့ဗီဒီယိုတွေကအတန်ထည့်မယ်ဆိုရင်ဒီမှာဒီဟာလို့လိုက်တောက်ထောက်ပြီးဒီဘက်ပိုက်လေးကိုနှိပ်ပြီးအတန်ချဲလိုက်ဒါဆိုရင်အဲ့တော့ကျွန်တော်တို့ကသချင်းထည့်မယ်ပေါ့နော်ဥပမာသချင်းထည့်မယ်ဆိုရင်ဒီမှာ audio ဒီဒီဘက်က audio ပေါ့နော်ဒီ audio ထည့်ဝင်မယ်လောဝင်ပြီးသွားရင်ဒီဘက်မှာဆိုလို့ရှိရင်ဒါကကို file ထဲမှာရှိတဲ့ဗီဒီယိုတွေကိုအဲ့ဗီဒီယိုရဲ့အတန်နေပေါ့နော်ဥပမာကျွန်တော်ကဥပမာကျွန်တော်ဒါကျွန်တော်ရဲ့ logo နဲ့အတန်နေဥပမာဒီအတန်လေးထည့်ပြမယ် ဒေတာနဲ့ကျွန်တော်ပြောချင်တယ်။ဆိုတော့ဒီကန်နဲ့ကဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ခုနကကျွန်တော်ပြောသလိုဒီတချင်းတန်ကိုတုံးမယ်ဆိုဘတ်လီကိုထောက်ပြီးဒီမှာအတန်တုံး။ဒါတချင်းတန်တုံးအောင်။အဲ့တော့ကျွန်တော်ဗီဒီယိုကိုအတန်ချက်မယ်ဆိုရင်ဒီဒါကိုအတန်ချက်။တချင်းနဲ့ဗီဒီယိုကိုမျှချင်တယ်ဆိုလို့ရှိရင်လည်းရတယ် is okay ဒီဘက်မှာတချင်းကိုနှိပ်နှိပ်ပြီးသွားရင်တချင်းတန်ကိုဒီလောက်ထားပြီးရင်ဒီကောင်ကိုနည်းနည်းပြန် short ဒါကိုပေါ့ကလိုလိုလေးလိုက်ချင်ပါတော့မရှိဘူး okay ဒါကတော့ဒီအတန်ထဲတယ်เนาะ တကယ်မှာဆောင်းဒီဆောင်းကြတော့ကျွန်တော်တို့ကဒီမှာသူ့ origin နဲ့ပါတဲ့ music တခြင်းတွေပေါ့နော်ဒါတွေကတိမပါမယ်ဆိုရင်ချင်းမာလေးလိုက်စားရှာရရမှာဒါကတော့ဒီထဲမှာထည့်လိုက်တဲ့ဥစ္စာတွေကကျွန်တော်ဒီမှာငွေရှာတဲ့ခါကျ copyright ညှိတာတွေများတယ်ပေါ့နော်ဆိုတော့ဒီ sound ထဲမှာပါတဲ့ဥစ္စာတွေကိုအတက်နိုင်ဆုံးကျွန်တော်အကြံပေးချင်တာကတော့မထည့်ပါနဲ့မထည့်နဲ့ဆိုတာဒီထဲမှာကျွန်တော်တို့က copyright ညှိတာတွေများမှာဖြစ်လို့ပေါ့နော်ဆိုတော့ အကယ်၍မိတ်ဆွေကထည့်ချင်တယ်ဆိုရင်လည်းငွေရှာနေတဲ့လူမဟုတ်ဘူးတသက်ဗီဒီယိုအတီတင်းကိုလုပ်နေတဲ့ဒီတိုင်းပဲလုပ်ချင်တဲ့သူတွေသချင်းလေးထည့်ချင်တဲ့သူဆိုရင်လည်းထည့်လို့ရပါတော့။အကယ်အဲ့တော့ဒီဘက်က audio fat ဒီ audio fat ကြတော့ကျွန်တော်တို့ကဥမာဟာတာဗီဒီယိုလေးမှာကြောင်းအတူပေါ့နော်ဒီဘက်မှာဆိုရင်အာဒီဒေတာဒေတာမိတ်ဆွေတင်မိထင်ပါလေအဲ့တော့ကျွန်တော်ကဒီအတာဆိုတာကကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ဓာတ်ပုံတစ်ပုဒ်ပေါ့နော်ဥမာကိုပြောချင်တဲ့အကြောင်းအရာတစ်ခုကိုပြောရင်းနဲ့ဓာတ်ပုံဖတ်ခနေလိုက် အတန်မျိုးတွေပါဆိုတော့ဒီဘက်က animation ဒီ animation ကကြတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ဟိုဥပမာကိုဖက်လိုက်ပြီးဒီလိုပုံစံမျိုးလာတာမျိုးဒီလိုပုံစံမျိုးလာတယ်အာဒီလိုအပေါ်အောက်ပေါ့နော်ဒါအပေါ်ကကြလာမယ်ဒါဆိုရင်အောက်ကကြလာအေးအောက်ကကြမြင်ရနေရဆိုရင်တော့မဒီလိုဆိုပြီးဒီဒီတွေတက်သွားတယ်ဆိုတော့ဒါကဆိုတော့မိတ်ဆွေတို့ဒီနေရာမှာတတိထားအောင်မဒီလိုစိမ့်ပုံလေးတွေနဲ့မထဲပါနဲ့ ပထမဗီဒီယိုမှာလည်းကျွန်တော်ပြပြခဲ့ပြီးပေါ့နော်ဒါကကျွန်တော် channel ကကျွန်တော် free သုံးပေးနေတာလည်းဖြစ်သလိုပြီးရင်ပတ်စံတပြားမှမကုံမဲနဲ့တက်သွားမဲ့နီးလန်းတွေကို knowledge share လေးလောက်တာပါဆိုတော့အဲ့ဒါပြီးသွားပြီဆိုရင် okay ဒီ edit ထဲပဲပြောင်းဝင်မယ်ဒီဘက် space ကလည်းခုနကျွန်တော်ဖြတ်တာတောက်တာတွေဒီဘက်က byte ကကျတော့အတန်တိုးအတန်ချဲတာပေါ့နော် animation လည်းကျွန်တော်အခုပြပြလိုက်ပြီပေါ့ဒီဘက်က effect ဒီ video effect ကျတော့ကျွန်တော် video ဥမာဒီဒီမှာကျွန်တော် video ပေါ့ အဲဇွန်ဆွဲလိုက်တဲ့ဒီဇိုင်းမျိုးဒါကြောင့်ဒီဒီမှာခင်မာရိုက်ထားတဲ့ပုံစံမျိုးလို့ဒါကလည်းကိုယ့်ကိုလိုက်ထည့်ပေါ့နော်ဟိုမှာကိုလူချင်းတဲ့ပုံစံတွေအများကြီးရှိပါတယ်ပေါ့နော်အဲ့ဒါလေးလိုက်ထည့်ပေါ့ဥမာဒါလေးသူ့ဖက်ဒီဇိုင်းလေးထည့်လိုက်တာမျိုးပေါ့နော်ဆိုတော့ခေါင်းကျွန်တော်တို့အဲ့တွေ့မှာတော့ခေါင်းကြီးသွားတဲ့ဥစားဆိုဥပမာကျွန်တော်ပြမယ်အာမကျွန်တော်မေးပါကျွန်တော်နောက်ပြလိုက်ဆိုတော့ဒီမှာဆိုလို့ရှိရင်မကြီးခေါင်းကြီးရောအမ်ဟာတိုင်းပိုင်းမင်းစိတ်တူတယ်ဟုတ်လားအေး အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တားမှာမှကျွန်တော်တို့ကနည်းနည်းခေါင်းကိုအရင်မြကြီးရှင်တော့ဒီလိုလေးပြင်နည်းနည်းဟိုနည်းဖြူစင်တော့ဒီလိုလေးကိုလိုရှင်တော့ပုံစံမနော်ကိုကဘယ်လိုပုံစံမျိုးလိုရှင်တာလဲပေါ့အဲ့လိုမျိုးလက်ချိန်ပေါ့အာโอเคအဲ့ဒါပြီးရဒီဘက်အမှိုက်ပုံ delete ပေါ့နော်ဆိုတော့ဒီ delete ကလည်းကျွန်တော်တို့ကဒီမှာဥပမာကျွန်တော်ဒီပုံကိုမကြိုက်ဘူးဖြတ်မယ်ဆိုရင်ခုနကဒီမှာဖြတ်ဒီလိုပဲဒါတွေက delete ဖြတ်တာပဲနော်ကိုလိုရှင်တဲ့ပုံတွေဒါတွေကတော့တိမဲ့ထင်တယ်ဒီဘက်က space ဒီဘက်ကစပီကြတော့ကျွန်တော်အနည်းမြန်လေးဗီဒီယိုတပုတ်ကိုနှေးတာတွေမြင်လာတယ်ပါဆိုတော့ကျွန်တော်ဒီစပီတွေဝင်ပြီးမယ်ဝင်ပြီးသားရင်ဒီဘက်ကစပီကြတော့ဒါကတော့ကျွန်တော်တို့ကိုလိုချင်တဲ့ပုံစံမှာဒီဘက်ကိုဆွဲမယ်ဆိုရင်ဒီဘက်ဆုံးလေးကိုဆွဲမယ်ဒါနှေးတာပေါ့အရန်ကိုနှေးဒီဘက်နှေးဆုံးဆိုတော့ပိုနှေးဆုံးပဲပေါ့ချစ်ချစ်လိုက်ဆိုတော့အမြန်ဆိုရင်ဒီဘက်ချမ်းပေါ့နော်ဆိုဒီ D8 တို့ဒီဘက်35တို့ဆိုတော့ဒါမြန်နေပေါ့နော်ဆိုတော့ okay ရပြီဆိုရင်အကိုလိုချင်တဲ့ပုံစံလေးအမြန်ထားမလားနှေးထားမလားထားမယ်ဆိုရင် โอเคไปไล่ป่ะเนาะဒီမှာအမှတ်လေအဲ့တော့ကျွန်တော်တို့ကဒီဘက်ကဥစ္စာဆိုရင်ဒါကတော့သူ original ပေးထားတဲ့ဥစ္စာတွေပါပေါ့เนาะဟိုတချို့ဒါကတော့ဒီမှာဆိုလို့ရှိရင်ထဲကြည့်ပေါ့เนาะဒီမှာသူကအစဆုံးမှာအနှေးလာပြီးနောက်ဆုံးမှာအမြန်ဆွဲသွားပြီးသူက original ဖြတ်ထားပေးတာပေါ့เนาะဆိုတော့ဒီဟာဆိုလည်းဒါဆိုလို့ရှိရင်လည်းသူကအရင်ဆုံးအမြန်ဖြည်းဖြည်းလေးလာလာပြီးအမြန်အနှေးဒါပုံစံပေါ့เนาะကိုလိုရှင်တဲ့ပုံစံလေးဒါကတော့ မှွေမဟုတ်စစ်တန်တော့မဟုတ်ဘူးနော်ကိုလိုချင်တဲ့ပုံစံမဟုတ်သူ့အော့ချင်တဲ့ပါစားအဲ့တော့ထွက်မယ်ဒီတန်းမှာပဲပြန်ဝင်မယ်အဲ့တော့ဒီကပြီးသွားပြီဆိုဒီဒီဘက်ကခေါပင်ခေါပင်ကျတော့ကျွန်တော်ကဒီဗီဒီယိုတစ်ပုဒ်ကိုခုတ်တာပါနော်ဆိုတော့သူ့ site နဲ့သူ့ site ဥမာဒီ site ဆိုရင်ဒီ site ကိုသွားမယ်ဒီ site ဆိုရင်ဒီ site အလံရားကိုလိုက်ဆွဲရင်ပဲပေါ့နော်ဆိုတော့ဒါကတော့ဒီတန်းမှာနောက်ထပ်ဗီဒီယိုမှာတော့ကျွန်တော်ထပ်ပြောပြမယ်ပေါ့ဒီတန်းမှာပဲလောဆယ်ဒါနဲ့ပြင်ဗီဒီယိုဆက်လို့ရပြီပေါ့နော်ဒီမှာ copy ခောက်တာပြီးသွားမယ် speed ဒီ ဗီဒီယိုကိုနှီးမြန်လို့တတ်သွားမယ်ဒလိဖက်တတ်သွားမယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းဗီဒီယိုဆက်တာဖြတ်တာတတ်သွားမယ် animation ထည့်တတ်သွားမယ် okay ဒီဗီဒီယိုပြီးလို့ရှိရင်ဒီဘက်မှာ export ထုတ်လိုက်ရင်ပဲဗောနော်ဆိုတော့ဒီဘက်မှာ export ထုတ်ဖို့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်လည်းဒီပေါ်ကျတော့ resolution ဗီဒီယိုဗောနော်ဆိုတော့ resolution ကကျတော့ကျွန်တော်တို့ကဒီဘက်မှာဒါတွေကကျွန်တော်ပထမဗီဒီယိုမှာလည်းရှင်းပြခဲ့ရေဗောနော်တော့ပြန်ကျွန်တော်ပြန်ပြောပြမယ်ဗောဗီဒီယိုပုတ်ထုတ်ပြီဆိုရင်ခုမှကျွန်တော်ကဒီဘက်မှာ ဒီဘက်က480ဆိုလို့ရှိရင်ဒါ resolution ကြတယ်ပေါ့ဒီဘက်က920ဆိုရင် resolution နည်းကြည့်တယ်1080ဆိုရင်တော့ဒါအကြီးဆုံးပေါ့နော်ဒီဘက်တွေကြတော့မစိမ်ပုံလေးနေဖြစ်ကုန်ရအဲ့ဒါ free မရဘူးပေါ့နော်ဆိုတော့ဒီဘက်ကဥစားကျတော့ကျွန်တော် video range ချိုး site တွေပေါ့နော်ဆိုတော့ video ကိုကျွန်တော်ကဘယ်လို free နဲ့ရိုက်ထား20 frame နဲ့ပဲရွေးလိုက်တယ်ပေါ့နော်ဒါအဖူးပြည့်ပဲပေါ့နော် video report ထွက်မယ်တယောက်ကဥစားကြီးကတော့တို့ကဒါကတော့ file site တွေပေါ့နော်အဲ့တော့ကျွန်တော်တို့က video တစ်ပုဒ်ထုတ်ပြီးဆိုတော့အဲ့ okay အဲ့ဒါကြီးချိန်ပြီးသွားပြီဆိုရင်ဒီအလယ်လောက်မှရွေးထားလိုက်ပေါ့နော်အကုန်လုံးပိုကောင်းတာပဲပေါ့နော် အဲ့လောက်တွေထားလဲရပြီအဲ့တော့ export ထုတ်မယ်ဒါကအခုရှင်းပြခဲ့ပြီးပါပြီဗောနော်အရန်ကြီးမခတ်ပါဘူးအဲ့တော့မိတ်ဆွေကစိတ်ဝင်စားတယ်ဆိုရင်တော့ဒါကအကျိုးရှိမှာပါဗောနော်အဲ့တော့မိတ်ဆွေတို့ ကျွန်တော်တင်မြအကြောင်းအရာကိုနားမလည်ဘူးသဘောမပဘူးဆိုလို့ရှိရင်ဒီဗီဒီယိုလေးရဲ့ description မှာလာရေးသွားပေးလို့ရပါတယ်။နောက်ပြီးဒီကက်ကက်နဲ့ video editing လုပ်နေမှာတင်တဲ့မိတ်ဆွေတွေကိုကျွန်တော်ကအပိုင်းလေးတွေခွဲပြီးတော့ playlist လေးတွေထည့်ထားပေးပါတယ်။အဲ့ဒီထဲမှာတွားပြီးလေ့လာလို့ရတယ်ပေါ့နော်။တစ်ပုတ်တစ်ပုတ်ချင်းပြီးလဲတွားပြီးကြည့်လို့ရပါတယ်။ကျွန်တော် episode 1 2 3ဆိုလဲရေးထားတယ်ပေါ့နော်။ဆိုတော့ဒါက episode 4ဖြစ်တဲ့အတွက်နောက်ထပ် video တွေမှာတော့ဒီထပ် ကောင်းတဲ့ပုံစံလေးရှင်းပြထားပေးပါမယ်ဆိုတော့ဒီ channel လေးကိုသဘောကျတယ်ကျွန်တော်ရှင်းပြတဲ့အကြောင်းအရာတွေကိုနားလည်တယ်မိတ်ဆွေတို့လည်းလောက်တတ်ပါမယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို live ဆိုတော့လောက်သွားပြီးပါလို့တောင်းဆိုချင်ပါတယ်အဲ့တော့အားလုံးကိုကျေးဇူးအများကြီးတင်ပါခင်ဗျာအားလုံးလည်းအဆင်ပြေကြပါစေအားလုံးအဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်